ိမ်မင်းသမီးရဲ့မိုနိုပိုလီအပိုင်းတုံတောက်ပါဇူးရှားတဲ့အလင်းရောင်ဟာအနာဂတ်ကိုလမ်းပြတယ်လို့နူးညံ့တဲ့အလင်းရောင် လွှမ်းခြုံထားတဲ့မင်းရဲ့တလုံးနဲ့ကောင်းတဲ့မျက်ဝန်းကိုတတိရတဲ့ဘူးကို့နဘီကနေဟိုအဝေးကြီးကိုတည်ဆောင်သွားပြီမေမျောရွှင်ချမ်းမြေပွဲအတိပြီးတဲ့အတိတ်ကိုတန်းတနေတာဝေဒနာဘူးတောင်မှန်တစ်ဖြက်ဖြက်ရိုက်ခတ်နေတဲ့ကို့သွေးကြောတွေက အလွမ်းစိတ် မင်းစီရုံးကန်ပြန်ထွက်ချင်နေပြီလွမ်းနေဘသူကမလေးမကြားစီခြင်းမူဘူးလွမ်းနေခွေးသားပေါက်ကလေးကပြာပုံကိုလွမ်းတယ်လို့လွမ်းနေဝက်ကဘွဲ့အိုင်ငယ်ကိုလွမ်းတယ်လို့လွမ်းနေနွားချီရွက်သေးကဖားတငယ်လူမျက်လုံးအကြောင်သားနဲ့လွမ်းနေဂျုံဂျုံကြနေပြီဂျုံဂျုံကြနေပြီ၃၉ဘိုက်ပူကြီးလူဂျုံဂျုံကြနေပြီဘူး မင်းကိုလွမ်းနေစိတ်နဲ့ငါကြုံကြုံကြနေပြီမိုင်းထောင်ကြီးဝေးနေပြီမေနေငါနာအမြဲတမ်းရှိတယ်လို့ပဲအစင်ပြေမလားတွေးရင်နဲ့ရင်မောနေနေများကောင်းရဲ့လားဘူးဒီတသက်မှာပြတ်မစုံနိုင်ခဲ့ကြရင် နေငါကူတာမိသွားခဲ့ရင်ရင်ကွဲရပြီပဲချစ်ရသူဘူးရေဘဲစီကိုသွားမလဲဘဲရင်ကွေနားမလဲဒီအချိန်ဆိုဘသူနဲ့ရှိနေမလဲဘူး စိတ်ချတော့ချစ်သူရေမပြောင်းလဲတဲ့အချစ်တွေနဲ့ထာဝရဘုရားယောက်သေးတာပဲဘူးကိုတယောက်သေးကိုချစ်တာဘူးရေအလွမ်းစိတ်တွေတွန်းကန်ထွက်ရင်ငါပောက်ကွဲသွားလိမ့်မယ်ပောက်ကွဲသွားလိမ့်မယ်ရုတ်တန့်ပြီးအလုံးမဖြစ်တဲ့တရောင်းစားအိတ်ဆွေးကောင်နဲ့နင်းအစင်ပြေပါမလားနင်းလွတ်လိုက်လူတဲ့အဲ့ဒီငမွန်းဆိုတဲ့ကောင်ငါကျူရှင်ရောက်လာတယ်ငါသူ့ကိုအသေးချစစ်စစ်ကြည့်တယ်ဘူး ရုပ်ကအလုတ်ဖြစ်မဲ့ရုပ်မဟုတ်တော့ကြည်မရဘူး။ဒါနဲ့အတန်စစ်ကြီးတယ်။ကဲငမောတနာကြပါခမရဆိုတာလေးပြောကြည့်။တနာကြပါခမရမဟုတ်သေးဘူး။ register မမှန်ဘူး။တနာကြပါဆိုတဲ့အတန်ကရင်내ကအတန်။အဲ့ဒါကိုလေချောင်းသားမှာဖိထားရမယ်။ခမရဆိုတဲ့အတန်ကနှာခေါင်းကထုတ်ရမှာ။ခမရဆိုတာအမှန်တော့ခမရနဲ့ခညာနဲ့ကြားမှာ။ နာတန်လေးနဲ့ဖိပြီးထုတ်ရမှာ ပြန်ဩကြည့်တနာကြပါခမညာခက်တာပဲဘူးရဲ့ဒီလိုရှင်းပြရမလွယ်တဲ့ကောင်ဘယ်လို profession နေဖြစ်မှလဲဘူးအတန် register ကိုမထိန်ထားနိုင်ပေနဲ့ဘယ်လိုတရောင်းစားဖြစ်မှလဲဒါနဲ့မတတ်သားတဲ့ဆိုမင်းကတော့ရုပ်ရောအတန်ယောဂပါရမီနေတယ် show director တွေနဲ့တွေ့ကြည့်သူအဆင်ပြေတယ်ဆိုရင်တော့လမ်းမော်ထွက်ဖို့ဆိုပြီး တရောင်းစားရှူဒရိုက်တာ ပီကြီးတို့အတော်ဒေါ်မြရွှေစီခေါ်သွားလိုက်တယ်။ဟုတ်တယ်ဘူးတို့တွေ professional လောကတွေဝင်ဖို့ဆိုရင် ရှူဒရိုက်တာစီမှာတရောင်းစားကူနီဟန်ထားတရောင်းစားခွတ်မြောက်ဘူးတရောင်းစားလှုပ်ရှားမှုစသည်ဖြင့်ရှူဒရိုက်တာဒေါ်မြရွှေတို့ဥထေတို့စီကျူရှင်ယူရတယ်မဟုတ်လားဒေါ်မြရွှေကြီးကလည်းအသေးချာတင်ပေးရှာတယ်မောင်လေးပထမတော့ခွတ်မကင်နေုံသီလား ဒီအတိုင်းလေးပဲယူယူနေသမင်းဘူးလေးများဟင်းဘူးလေးများဆိုတဲ့အချိန်ကျမှခွက်ကိုစက်ခနေဆွဲပြီးတစ်ဖက်လက်ဒီမာကြည့်ကိုနေဟန်ထားကခြေရောက်ကိုခက်ကြဲကြဲခွဲထားခေါင်းမော့ခွက်မြောင်ကိုတောင်တနာတဲ့ဘူးရဲ့တံတောင်းစားခွက်မြောက်တဲ့နေရာဒေါမြရွှီတို့ဘတ်သူမှမမီဘူးလေဒါပေမဲ့ဘူးရဲ့ပင်ကိုပါရမီနေတဲ့အဲ့ဒီငမွန်ဆိုတဲ့ကောင်ဘလူမှအတင်လို့မတတ်တဲ့အစုံ ဒေါ်မြရွှေရောဥထီပါ လက်လျှော့လိုက်ရတယ်။မဖြစ်ဘူးဒီကောင်လေးပါရမီနေတယ်။ကိုကလည်းသူ့ဘဝလေးကောင်းစားပါစီဆိုတဲ့စေတနာနဲ့သင်ပေးတာပဲဘူး။ဒါပေမဲ့ပါရမီအခန့်ကလုံးဝပါမလာလေတော့စားပေါချောင်မဲ့အခွင့်ရေးပါမလာရဘူး။မတ်တက်သားရဲ့အစိုးမင်းကဘလို့မှသင်လို့မရတော့တဲ့အတူတော့တို့လောကမှာလှုပ်ရှားမနေပါနဲ့တော့ ဝါကနေငိုတန်ကြရတယ်ဘူးဒါပေမဲ့ဘာတက်နိုင်မှလဲလေကျွန်တော်ပြီးကြီးနဲ့မတွဲနိုင်တော့ဘူးမိမိဘာဘာပြောရတာကိုစကားကြတော့မိမိကထအော်ရီကိုခတာဆက်ပြီးဟုတ်တယ်မိမိကျွန်တော်ပြီးကြီးနဲ့မတွဲတော့ဘူးမိမိကကိုကိုအံ့အားသင့်နေပုံရတယ်ဘာဘာဖြစ်လို့လဲတာပြီးကြီးနဲ့ဘာဖြစ်လို့လဲ အမေရဲ့အမေကရုတ်တရက်ဘာဖြစ်ရမှန်းမသိနောက်မှသတိရပြီးမိမိကလည်းထမင်းစားချိန်ကြရင် သူ့ချက်တော်ကြီးနဲ့ဇွန်းကိုညှက်ပြီးလာလာကြွေးတာစိတ်ပြည့်စရာကြီးမိမိတွေ့သွားတယ်နောက်မျက်မှောင်ကျုပ်စဉ်းစားပြီးမှနီးစမ်းမအောင်တားရဲတားကသူခက်ပြီးတဲ့ဇွန်လေးကဟာစားရလားသူ့ချီမဆုတ်တာလားအာဗျာမိမိကလေဒီလောက်ဆုတ်ပြက်နေတဲ့ချီမဆုတ်စေရလား ။ဒါဖြစ်ရင်ဘာပြက်တနာရှိလို့လဲတာရဲ့။အာမိမိကလေသူကခြေထောက်နဲ့ဇွန်းကိုခတ်ပြီးမျက်နာနာလာထတာ။အက်ဒီတာအက်ဒီတာဟာနေတဲ့သူ့ထမိန်ကြီးကတားကိုချင်းချောက်နေတာဗောဗျာမိမိကလေမိမိစဉ်းစားမရဖြစ်နေပုံရတယ်။ထမိန်ဟာတော့ဘာဖြစ်လဲ။ညင်နာပေါ့။အေးဘာမှမသိဘူးမဲ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 နဲ့သူ့ထမိန်ကြီးက မိမိခတပြင်းချတယ်။ဘာပြဿနာမှမဟုတ်တာပြဿနာမလောက်ပါနဲ့သားရေ။သူပြတော့လေမြင်ရတာပဲမဟုတ်လား။ကုသူရပါလေသားရေ။မိမိမှာနှလုံးရောဂါနဲ့။ဟာမိမိမှာကနှလုံးရောဂါရှိုံရှိတာ။သားကတည်တော့မှာဗျ။တည်တော့မှာ။ကုရဲ့ငိုတန်ဝဲစကားကြောင့်မိမိကတွေ့သွားတယ်။သားကမိမိဒီလိုပုံလေးမွေးလာပြီးတဲ့ဂျေဇူးကိုထောက်ပံ့သားရေ။ ဒါတိပါတယ်မိမိဒါပေမဲ့ဒါကြီးကနေစဉ်နဲ့အမျှကျွန်တော်အသက်အန္တရာယ်ကိုချိမ့်ချောက်နေလို့ပါမိမိကတပြင်းချပြီးဒါဖြင့်ตาကဗာပြင်းကျင်တယ်လေตาตาတန်ဘူးနဲ့ပဲပြန်တွဲမဲ့မိမိဘာပြောတယ်မိမိရဲ့အတန်ကကြေတယ်မာထန်နေရုပ်ကြီးခုန်ထပြီးအဲ့ဒီကလေးမနဲ့မပတ်သက်နဲ့လို့ပြောထားတယ်မဟုတ်လားသား အဲ့ဒီလိုမှမပတ်သက်ရရင်ကျွန်တော်ဒီလုပ်ငန်းကိုမလုပ်နိုင်တော့ဘူးမေမေဘာပြောတယ်မေမေကမျက်လုံးပြူပြီးထော်တယ်သူထင်မှတ်မထားတဲ့စကားမှုအံ့အားသင့်သွားပုံလေးရတယ်အတော်ကြာမှကိုယ့်ကိုယ်လက်ညှိုးငေါငေါထုတ်ပြီးမင်းဘာပြောလိုက်တာလဲငါသားဒီလုပ်ငန်းဆိုတာမင်းတို့မေမေတို့မမွေးခင်ဟုတ်အဖူဖော်ရီလက်ထက်ကလေးကတီထောင်ခဲ့တဲ့မိသားစုပိုင်းလုပ်ငန်းပဲသား ဒါကမင်းကအဖူအဖွားတွေရေးခဲ့တဲ့တမိုင်းကိုမင်းကအချိန်နဲ့ဖျက်ချင်တာပေါ့လေဟုတ်လားကိုလည်းမခံနိုင်တော့ဘူးဘူးဒါကြောင့်ခုန်ထပြီးဖျက်တဲ့ရင်ဖျက်ရမှာပဲမိမိသားစိတ်မချမ်းသာတာမိမိအတင်းချက်မတိုက်တွန်းမှနဲ့ဒါကဘူဝပိုင်စီဝါရည်တော့တာဘတ်သူပဲပိုင်ခဲ့ပိုင်ခဲ့မိမိသားကတော့ဂယုမဆိုင်နိုင်ဘူးဘိုးဘွားတွေကအခိုင်အမာတိဆောက်ခဲ့တာကို မင်းကအခြေခံအုံမြစ်ကနေ ဖြူဖြဲ့ချင်နေတာလားသားဖြဲ့တင်ရင် ဖြဲ့ရမှာပဲမိမိကိုဆုံးဖြဲ့ချက်ကဘူးအတွေ့ခိုင်မာနေပြီဘူးမိမိကအခုကိုကြည့်ပြီးအံ့ဩနေတယ်ဒီမေသားသားပြီးကြီးနဲ့တွဲလို့အခုဆိုရင်မိမိတို့အိမ်မှာအင်ဗာတာလည်းရှိပြီးဆက်လီလက်မတီဗီနဲ့ကနားနဲ့လည်းဖြစ်နေပြီဒီစည်းဝါးတိုးတက်မှုကမဖြက်ပါနဲ့သားရေကိုတက်ပြင်းချမိတယ် တားစိတ်ကြိုက်တာလောက်ရရင်အဲ့ဒီဝင်းဝေးရအောင်တားရှာပေးမယ်။ဟေးဘယ်လိုမိမိကအံ့အားတင်သွားပုံရတယ်။ကိုလည်းမိမိကိုတက်တက်ကြည့်ပြီးကျွန်တော်တရောင်းစားအော်ဂက်စတာဖြစ်အောင်ကြိုးစားမယ်မိမိ။ဟေးနေတိုင်းနေတိုင်းတွေ့နေရတဲ့ကမ္ဘာလောကကြီးဟာ နေ့စဉ်ရီမိုချူတန့်စင်ထားတယ်လို့သိလွင်နေ။အေးချမ်းငြိမ်သက်တဲ့အာယုံကမင်းရဲ့အိမ်မက်ကိုဝေ့စင်နေ။ မင်းရဲ့စမြိတ်ကိုဖြေချတယ်။ရေကြီးခွက်လူမင်းရဲ့နှကန်ပါကဂါရဝတရားနဲ့တည်တံတည်ကျူးစေတယ်။တည်ကြည်အေးချမ်းတဲ့နေလေးတွေမှာမင်းနဲ့ငါပန်းကောက်မယ်။ပန်းကောက်လေးတွေစင်မယ်။ပန်းကောက်တွေစင်ပြီးပန်းရနံ့တွေနဲ့စီမီထွညီပူဇော်ကြတာပေါ့။ကောင်းခင်ကကျဲလေးတွေလူစပယ်ကောင်လေးမင်းရဲ့ကောင်းထက်မှာဝေနေစီရမယ်ကွယ်။ဒါကုမဆိုရင်တန်တရားစိတ်နဲ့ ြောက်ရွံ့နေရင်ဒုတွေဘလူများလွတ်မြောက်နိုင်မှာလဲဘူးလွတ်မြောက်ဖို့ဒုကြိုးစားရမေလေမင်းနဲ့ငါလွတ်မြောက်ဖို့ကြိုးစားရအောင်မေမဟုတ်သေးဘူးဘူးဝစစ်ပုံညဘဲအလုံးကိုစောင်းနေခဘဲဘဲအလုံးကတည်ထားစတည်ရင်ဘဲဘဲအလုံးတစ်ချက်ညဘဲအလုံးနှစ်ချက်တီးတီးကြည်စမ်းဟုတ်တယ်ဒါပေမဲ့အတန်ထွက်ကတိတ်မကမှုဝစစ်ပုံအကျွတ်မှာဝစစ်နှစ်ခုတိုက်ဖို့လူသေးတယ် ဒါမှအထက်ကဘီလက်ရီခွန်တွေကခြွန့်ခြွန့်နဲ့အတန်တွေထွက်လာမှာအသေးချလုံးနေကငါပြောတဲ့အတိုင်းမနာမနေလှုပ်တယ်ကျူးစားတယ်တင်းရင်တက်တယ်နေကဝက်စစ်ပုံလေးကျင့်နေချိန်ငါကလည်းမနာရပါဘူးဘူးလက်ထဲမှာမေဒူလင်ကိုပိုက်ပခုံးနောက်ကနေတန်ခိုင်းနေဥဘတူဘာကြကူဗဇက်နာတန်ခိုင်းနေတင်းတပြိုင်နေမေဒူလင်လည်းတီဘာကြလည်းမှုတ်ဘော ဒီကြတဲ့ထိုင်နေတဲ့ဒူးနှစ်ဖက်မှာ စီးနဲ့ဝါကိုချီပြီးတကူလုံးမအားရအောင်တီးမှုန်နေရတာပဲမဟုတ်လားဒီကြတဲ့တဒောင်နှစ်ဖက်ကြာကျူနဲ့ဘက်ကားရှင်ဆင်ရသည်တခုခုကိုတီးမှုန်လိုက်တိုင်းဆင်ထားတဲ့ပစ္စည်းတွေနဲ့မြောက်ကျွာထကနေတယ်လို့တကူလုံးကလှုပ်ရမ်းလို့တဒောင်စာဩဂတ်စတာကြီးဖြစ်မယ်မဟုတ်လားနင်းကဝက်စစ်ပုံနဲ့ဆိုတီးငါကမဲဒူလင်ဘာကြာစီဝါ ပကရှင်ချူနဲ့စူတီမှုတ်လုံရပ်ဖန်ရန်ခဟာမိုနီကဲငါတို့လောက်ပြည်စုံနဲ့တတောင်းစာဝိုင်းဘဲမှရှိလူလေမိုးရီထဲမှာအချစ်ရီခဏလေးတွေးလိုက်မိတိုင်းစိတ်လုံရတဲ့မင်းလေးကြီးများဆွဲလန်းနေပြီတို့ရင်ထဲမှာမင်းကိုဘလောက်များချင်မိလို့သွားတို့ကိုတို့တော့မတီးလိုက်ရပါလားမင်းရဲ့အတန်ဆာဆာနဲ့ ငါတို့ရဲ့တန်ဆုံဒီဝိုင်းဘာကြလို့လဲကွယ်လမ်းတိုင်းမှာငါတို့အတန်ဖုံလွှမ်းလို့လွမ်းတတ်သူလို့ကြဲချတဲ့ပတ်စံနှစ်ယောက်သားကောက်မနိုင်လို့ဒုရီပတ်ဆက်ကောက်ဖို့တတောင်းစားအိမ်ပေါ်တော့ထက်ခေါ်ခဲ့ရတယ်မဟုတ်လားငါသွားမယ်ဟောလီဝုဒ်ငါသွားမယ်ဟောလီဝုဒ်ငါတို့ရဲ့ရီမန်းချက်အတိုင်းနိုင်ငံသားတူတွေများကတော့အံ့အားသင့်ပြီးဓာတ်ပုံတွေတစ်ဖြက်ဖြက်ရက် ဒေါ်လာငွေတွေပေးတချင်းစုခိုင်းနဲ့ငါတို့လုပ်သည်မဗဇက်အဟောင်းသားငေးကြည့်ခဲ့ရတယ်မဟုတ်လားမင်းကငါအချစ်ဆုံးမပဲဘသူမှငါအနာမရှိနိုင်ဘူးဝေးသွားလေဘေဘီလူကင်ဂျူမိုင်းအိုင်နှုတ်မဆက်ခြင်းမူဒီလိုနဲ့တို့တွေရဲ့ဓာတ်ပုံကိုရယူပြီးကဘာမှာမြန်မာတတောင်းစားဟိလူဝင်ကြွားစွာကြွေးကြော်နိုင်ခဲ့ကြပြီမဟုတ်လားနိုင်ငံသားများကတော့ ယူတာကျူစာဒုတထောင်စာကိုငေးကြည့်ချက်သေးသေးလို့ဓာတ်ပုံတစ်ဖြက်ဖြက်ရိုက်ခဲကြရတာလေသူတို့ပြောတော့သူတို့စီကမဂ္ဂဇင်းမှာထည့်မလို့တဲ့ဒုကဘာကြော်ပြီးပေါ့လေငါရဲ့မာတာမိခင်ကလည်း14လက်မှ TV ကနေ18လက်မှ TV ရောင်စုံကြီးနဲ့ကျူးကျော်တဲ့ကြောမှာဝင်ကြပြီးနင်းတို့အိမ်မှာလည်းအင်တာနက်တိုင်းနဲ့ဘာနဲ့ဖြစ်လာခဲ့ပြီးမဟုတ်လားဘူး ဒူရီကပတ်မှာမြန်မာတတောင်းစားဟိလူကျွေးကြော်ခဲ့ကြရလေကိုတို့ဘဝကိုဖြတ်တန်းသွားတာ ရှင်တန်စေနှလုံးသားပဲမဟုတ်လားဘူးတစ်ပင်ဘောကတည့်ရွယ်ကလေးရေငင်းချက်သားကောင်းနေပြီမဲ့ဒူရီနှလုံးသားလှုပ်ရှားခဲ့ကြရေငှက်ကလေးတွေတီးမဆူတော့ပြီမဲ့ဒူရီအချစ်တီးတွေတီကျွေးခဲ့တယ်အာသာပြင်းနဲ့မင်းရဲ့မျက်ဝန်းတစ်လုံးတည်းကငှက်ဒီဂီတာကို တောင်းစုမလားရဲ့လို့စောင့်မျောခဲ့ရတယ်ဘူး။အော်ဒါပေမဲ့ကွယ်ဘဝဆိုတာရက်နေတာမျိုးမှမဟုတ်တာ။ခြေချင်းခက်တံတချွင်ချွင်မြည်သွားရင်တော့ရှက်လိုက်တာရှင်ရဲ့လို့ပြောတတ်တဲ့အွေရောက်ခဲ့ပြီပေါ့။နှလုံးသားရဲ့ဝင်ထုတ်ဝင်ပိုးကရှက်မျက်ရည်စရီနဲ့ရှင်ရှင်လက်တက်ပြီလေ။တာနေတဲ့လာမင်းကိုကြည့်ပြီးရင်ခုန်တဲ့အကျည်ကြီးမြည်ဟီနေတတ်ပြီ။ တည့်ရွယ်လှုပ်တော်မြည်ရင်တော့ကော့ဆဲခြင်းနဲ့အရွယ်ကူဘူးရဲ့တခါကနေနေငါလမ်းကျူလမ်းကြားရှောက်တောင်းသွားရင်နဲ့ခြုံကြီးတစ်ခုမှာတဖက်တစ်ချက်စီထိုင်အနားယူရင်းနဲ့နင်ပြောတဲ့စကားငါမှတ်မိတယ်ဘူးငါလီတိလာနင်းရဲ့စကားတန်တူတူဆဲလဲမြည်တယ်လို့ငါနာစင်မိရဲ့ငါကြီးလာရင်လေစကားတန်ကခိတရဲ့ အရေးကြီးတဲ့ဇကားဖြစ်မဲ့ငါရိတ်မိတယ်။နင်းနင်းကကမကဲရဲရဘူးနော်။ငါလဲပြပြတလေးနဲ့မကဲရဲပါဘူးပြောပါ။ခတ်တူးတူးရေတန်ကြားရတယ်။ပြီးမှငါကြီးလာရင်လေအတန်တိတ်သွားပြန်နေ။တိရွယ်လီတူးတန်လူနားဆွင်နေမိတယ်။ KTV မှာ တချင်းစုမဲတိလား။ဘူးရဲ့ ်ကြီးမန်းချက်ကြီးမားတဲ့နင့်ကိုငါလေးစားသွားတယ်။စင်းစားရင်နဲ့မျက်လုံးကိုစုံမိတ်ခေါင်းမော့ထားမိတယ်။ဘာကြောင့်အမြင်ကြီးကိုမှန်းတာလဲလို့ငါပြောလိုက်ခြင်းနဲ့ဒါပေမဲ့ဒီစကားကနင့်ကိုကဲ့ရဲ့တယ်လို့ဖြစ်မှဆိုရသေးတယ်။မေးချင်တဲ့စကားမြို့သိထားလိုက်တယ်။ထက်ပြောတဲ့နင့်ရဲ့စကားတွေကစိတ်ထက်သန်မှုကိုပြတယ်။ KTV မှာဆိုရင်လေ ကိုကထိုင်နေုံမဲတီလာလာတဲ့ယောက်ျားတွေကတဏှာကြီးဝင်ဖက်ရင်တထောင်ပေးတယ်တဲ့ဘာလို့လဲမသိဘူးနော်ဒီကိစ္စလောက်ထီတော့ငါလဲဘယ်ညံမိပါမလဲဘူးရဲ့ KDB ဆိုတာကသူများပြောလို့ကြားဘူးယုံရှိတာဝင်ကြည့်ဖို့မပြောနဲ့ရှိကဖြတ်သွားဘူးလားဆိုတာတော့ဇဝေဇဝါတခါတခါဆိုတဏှာကြီးထဲမှာ၃လေးတောင်မျိုးရတတ်တာလဲရှိတယ်တဲ့ တို့ရှူဒရိုက်တာကြီးဒေါ်မြရွှေစု KTV စင်းနေနာဂိဖြစ်မှဒီထဲစင်းလာတာဒီဘဟုတုဒကြွယ်လွန်းတဲ့နင့်ကိုငါလေးစားမိတယ်ဘူးရီမန်းချက်ကြီးကြီးတွေလိလာမှုတွေချိတ်ပြီးပြုတ်လုံနေတယ်ဆိုတာသိသိသားတယ်ဒါပေမဲ့ငါမျက်လုံးကနင့်ရဲ့တိမ်ငယ်မှုကိုငါနားလေပါတယ်ဘူးနင့်မျက်လုံးကကုရင်ရမှာပါတပြင်းချတန်းက မျောလင်းချက်မေချောင်းကိုပြတယ်။နင်းနင်းကရောကြီးလာရင်ဘာလုပ်မလဲ။ရုတ်တရက်အမေချောင်းဘာဖြစ်ရမှန်းမသိဖြစ်နေမိသေးတယ်။နောက်မှငါပြောရင်လည်းနင်းကမရေရဘူးနော်။ဘုပြုံးနေတာတွေ့ရတယ်။ဒါပေမဲ့နှုတ်ကမရေပါဘူးဟာပြောပါ။ငါနင်းရှိကောင်းကုတ်ပြီ။ငါငါလီကြီးလာရင်နင်းကငါကိုပြုံးပြီးကြည်နေတော့ ငါသာရှက်ကိုရှက်ကန်းနေငါငါကြီးလာရင်ဟူဟူလီ စပရာကြီးလုံးမှာဟေးဘုကအန်အားတင်ပြီးသူပါဇက်သူ ပြန်ပိတ်ပြီးကြည်တယ်ငါကသာရှက်ကိုရှက်ကန်းနေဝိတ်တာတော့ငါမမှန်းရဲဘူးဟာစမတက်လို့လေရီမန်းချက်ကြီးမသူချင်းတယောက်ကိုတယောက်ငေးကြည့်နေမိကြတယ်ဒါပေမဲ့ငါချက်အောင်နေက ငါစိတ်ထဲမှာတော့လေတိလာဘူးတချင်ကြရင် စပယာနဲ့ GDB မတို့ဆက်ကြတဲ့ဒါလူဂုံယူဝင်ကြပွေဒါလီမွေးကျင်မိပါတယ်ဘူးရဲ့သူတို့မျောလင်းချက်တွေကအိမ်ပိုင်မရှိပဲပါတီထောင်ကျင်သူလူအယားယာမှုံဝါဝါနှစ်လူဝဲဖြစ်စီတော့နှင်းအပြုံးကခွန်အားတစ်ခုပါဘူးနှင်းရဲ့ရီမန်းချက်တွေနှင်းရဲ့မျောလင်းချက်တွေကိုငါဖြည့်စီပေးခြင်းပါတယ် ငါတို့ဘဝဟာကချော့ကချော့လင်းငယ်လေးလိုတိမ်မောက်ပြီးပဲဟာလေခြေဖွားနှင်းပြီးကန်းဆက်တက်ဖို့ဆိုတာဘာခက်တာမှတ်လို့မွန်းတဲ့ချိန်မှာတော့ကြည်ခွဲနေတဲ့ရင်မွန်းတဲ့ရင်ဘယ်လိုနေရပါတိတ်ဆုံးပြီးသားခွေးဟူကြီးမှမဟုတ်တာဘူးရဲ့နလန်ထချိန်ဆိုတာရှိအောင်မှာပေါ့ငါငါတော့ဒီအလောက်ကိုလုံးဝမလုပ်ချင်တော့ဘူးပုလီရဲ့ငါရှက်လာပြီး ရှက်တယ်ဆိုတဲ့စကားဒုလောကသားမှမရှိတော့ငါအံ့အားသင့်မိတယ်ရှက်တယ်ဆိုတာဘာလဲငါမဝေခွဲတတ်ဘူးဘုရှိဘဝကဒုအပေါ်တင်နေတဲ့အကျွေးကိုငါတို့ဒီဘဝမှာပြန်တောင်းတာဘာများရှေ့ရမှာလဲဘာလူလဲရင်မတိမချာငါမီးတော့နေငါကောင်းလေးခပီးနေငါလေငါတို့ကအရွယ်လေးရောက်နေပြီနောက်ပြီးတော့တန်တန်မာမာကြီးတွေနဲ့ အလုံးမလုံးဖေးလိုက်တောင်းနေရတာရှက်စရာပေါ့တောင်းတာကဒုအလုံးမဟုတ်ဘူးလားယင်ငါအမေကိုနင်းကတက်ပြင်းချတယ်လူဆိုတာကအရွယ်ရောက်လာရင်ကိုအားကိုကိုပြီးအလုံးလုံးကင်စားတော့ရတယ်လေအေးလေငါစုမွေးကလေးကငါအားကိုကိုပြီးတောင်းစားလာတာနင်းလဲသည်ပဲဟာကရှင်းပြမလွယ်လို့ထင်ပါနင်းကကိုစိတ်ပြက်တယ်လို့ကြည်တယ်လူဆိုတာကအရွယ်ရောက်လာရင် ်ကိုအကူကူပြီးအလုလုရတယ်။သူများစီမှာလိုက်ပြီးတောင်းစာနေတာလူသားမန်တွေရဲ့အလုမဟုတ်ဘူး။ကိုရှိတဲ့အင်းတွေအားရီနဲ့အလုတစ်ခုကိုအားဆိုင်လုပ်ပြီးကိုဘဝကိုရက်တည်ရတယ်။အာနင်ကလေငါမိမိပြောတာကညံမရှိတဲ့လူတွေကအင်းတွေအားရီနဲ့ပင်ပင်ပန်းပန်းလှုပ်ရှားနေရတာတည်း။ညံရှိတဲ့ငါတို့ကမှဘာမှလှုပ်เสียမလို့ပဲ။ သူတို့အင်းနဲ့အားနဲ့ရှာထားတဲ့ပက်ဆက်ကိုအသာလေးညံရီလေးနဲ့တောင်းယူတာတည်းအဲ့ဒါမမှန်လို့လားယင်ရှင်းပြရမလွယ်တဲ့ငါကနင်းစိတ်ပြက်သွားပြီလားဘူးဒါကဒူရီရဲ့တတောင်းစားသမိုင်းမှာဒီလိုပဲရှင်းပြခဲ့တာလေနင်းကမျိုးယိုးနဲ့မဟုတ်တော့နင်းအတွေးတွေကတမျိုးလေးဖြစ်ကောင်းဖြစ်နေနိုင်တာပေါ့ဘူးရဲ့နောက်ဆုံးတော့နင်းကငါးခုတ်ကိုဆွဲပြီးကဲ ဒီလောက်ရှင်းပြရခဲ့ရင်ဒီမှာလာကြည့်စကားနေရာတစ်ခုခေါ်သွားတယ်လေ ကြည်စံအလူငါတို့နဲ့ရွေတူလောက်တွေလွှာရီဖြက်ဒူရီထုနဲ့လုပ်ငန်းကွင်ဝင်နေကြတာငါတို့ညီစုနေတဲ့တခြင်းတော်ကြားရောက်မိပါရဲ့ဟိုမှာဒီမှာကြည်စံမအောင်လာလေဒူအပေါင်းတင်ရောင်းရင်တငယ်ချင်းတွေလွှတ်တူတူတူနိုင်ရီကိုထဲ စက်မှုလုပ်ငန်းမျိုးပြုတ်စီဖို့ခိုးထုတ်နေကြတာတွေတွေ့နိုင်ပါသေးမင်းတို့ငါတို့တငယ်ချင်းတွေအဲ့ဒီမှာဘာထူကြလဲတွေ့လားအတွေးစားပြက်သွားတယ်ဘာမှမထူကြပါဘူးဘူးအခတိုင်းမြင်နေကြလို့ပါပဲဒါကြောင့်ခေါင်းခပ်ပြီးဟင်ဒီလူပါပဲတာမန်ငတုံးလေးတွေပါပဲပင်မန်းလိုက်တာဘူးနင်းကငါ့ကိုပြန်ကြည့်တယ်နော်အေး နေမှတ်တာ သူတို့ကပင်ပင်ပန်းပန်းအလုလုကြရပြီမေပြုံးရည်နေနိုင်နေဟေးနင်းပြောမှငါတတိထားမိတယ်ဟုတ်တာသူတို့ခမရပင်ပင်ပန်းပန်းလုံနေကြပြီမေပြုံးလူပြောလူငါတို့ဘဝကိုပြန်စင်စားမိတယ်စကားတက်ခါဇကလေးကငိုချင်အောင်ဆောင်ခဲ့တာလေလူကမငိုချင်ပါပဲတရားအောက်လူစီကားရနေရာတစ်ခုမှာ မျက်ရည်ရွှဲသည့်အထိငိုပြီးတပ်ပဆက်35ချက်သူများလူသွားလူဒါမှ90ရမှာကိုဘူးရဲ့ဟိုးမှကြည်စမ်းဘူးညွန်ပြရာလှမ်းကြည့်မိရဲ့ဟေးငမွန်ငမွန်မဟုတ်လားမပြူးစဖူမျက်လုံးမှပြူးမိရဲ့ဟုတ်ပါနင့်ရဲ့အတွေ့ငါရဲ့အိမ်ပေါ်ငမွန်မေတဒေါင်းစားပညာမတက်လို့ငါမောင်းထုတ်ခဲ့တဲ့ကော အောက်မှာကော်ပြားကြီးထန့်ပြီးကြွားနေတာဒါကိုချစ်သောငါရဲ့ဘူးကကြည်စံနင့်တပည့်ငမုံကတော့လူကြတဲ့ပြုံပြောလို့နောက်ပြီးတော့ကြည်စံသူတို့ရဲ့ခြေလန်းတွေကခူးချောင်ခူးဝဲမဟုတ်ဘူးငါတို့လူမရေတရေလှမ်းနာမျိုးမဟုတ်ဘူးတွေ့လားရေရေဝုန်းဝုန်းနဲ့ကိုလှမ်းနေကြတာဟေးနင့်ရဲ့ဇကားတွေကငါရဲ့ဥကောင်းနေလင်းကနေ မိုးချိုပြခန်ဒီမြင်လိုက်ရတဲ့လျှည့်စည်းလိုရှင်းကနေမြင်လိုက်ရတဲ့ဘူးဟုတ်တယ်ဘူးငါတို့ရဲ့ခြေလန်းတွေက လူမှန်စသည့်ကလေးကဖြတ်ပြီးရှောက်ခေရတယ်လေတန်တန်မမဆူဘသူကမှမလူချင်းလို့မတန်းချင်းအောင်ဆောင်ခဲ့ရတာ really ဘေတုံးကများခေါင်းကူကောင်းကောင်းမော်ခဲ့ရလို့လေကွယ်ဘေးမများခေါင်းမော်တက်ခဲ့လို့လေဒါဒါဆိုသူဘာလို့တင်လဲဘူးဘူး နေငါကိုကြည့်ခဲ့တယ်နော် အတော်ကြမှာတို့လဲလူကြတဲ့ရင်ခော့လမ်းလျှောက်တင်ပြီးပိုလီဟေးလေးတဲ့မြောက်ပါသွားမလို့ခံစားမိရဲ့ငါနာမည်ကိုတတိုင်းနဲ့ချုပ်နှောင်ထားတယ်လို့ခံစားမိရဲ့ကိုဘဘကိုကိုချီနှောင်မိအောင်ကြိုးစားခဲ့တယ်လို့ခံစားမိရဲ့အခုတော့လေငါဒီဘဝကိုလွတ်မြောက်ခြင်းပြီးတကယ်ကိုလွတ်မြောက်ခြင်းပြီးနင်းနဲ့အတူပေါ့ဘူးရဲ့ နေနေအတူပေါ်